အကြမ်းဖက်မဲ့ဝါသာရီက refer rate အနေနဲ့ဖြတ်သွားမယ်6500 ambia ဆိုတဲ့ကြီးမားတဲ့ဘရီပါလာတာတွေကဒီကောင်ရအားသာချက်တွေလို့ပြောလို့ရတယ် ို129လေးကတော့ကျွန်တော်ရဲ့လက်ထဲကိုမင်းကနေစပြီးတော့ရောက်လာတယ်ပေါ့နော်ဆိုတော့ရောက်ရောက်ချင်းကျွန်တော်ပုံတလုံးကိုဖောက်ပြီးတော့ကြတော့ camera test ပါညာမျိုးဆန်းကြည့်လိုက်တယ်ပြီးသွားလို့ရှိရင်အာတနေ့အရာလေးနည်းနည်းပပတော့သုံးကြည့်လိုက်ပါတယ်ဆိုတော့ကျွန်တော်သုံးကြည့်ရတဲ့လောက်ဒီကောင်ရဲ့အာတာကြလေးတွေကပါလဲအဲနောက်ပြီးတော့ကြတော့ဒီကောင်လေးမှာပါရင်သုံးထားလဲဆိုတဲ့အကြံဉာဏ်လောက်ကိုကျွန်တော်ပြန်လဲပြီးတော့ညောက်ထောင်းမှာဖြစ်ပါတယ်ဆိုတော့စလိုက်ရအောင် ပထမဆုံးအနေနဲ့ဒီကောင်ရဲ့ display ဘက်မှာဆိုလို့ရှိရင်ဒီကောင်က NCA display အနေနဲ့သုံးပြလိုက်တယ်ပြီးသွားလို့ရှိရင် Secret Fabric ကတော့ 130Hz ကိုသုံးပြလိုက်တာဆိုတော့ဒါတော်တော်လေးသဘောကျစရာကောင်းတယ်ပေါ့နော်ဒီနိုင်ငံမှာ Official ဝင်လာတဲ့ Variety တွေကမှဒီ 130Hz ဆိုတာလေးကတော့ဒါတော်တော်လေးချီးကျူးလို့ကောင်းတဲ့အထက်မှာပါတယ်နောက်ပြီးကျတော့ဒီကောင်ရဲ့ဒီ Secret Brand နဲ့ပေါ့နော် ီကောင်ကဒီထောင်နဲ့ sacrament ခုလုံးရဲ့ brand နဲ့ကတထောင်မြစ်တီအောင်ကိုသုံးပေးလိုက်တာဆိုတော့နေအောင်အောက်မှာသုံးတဲ့အခါမှာဆိုလို့ရှိရင်လည်းဓာတ်ရက်သုံးနေဆိုလို့ရှိရင်လည်းအဆင်ပြေတဲ့ထက်မှာပါတယ်ကျွန်တော်သုံးရတော့လောက်ဒီအပိုင်းလေးမှာဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော် resolution ဘိုင်းမှာဆိုလို့ရှိရင်တော့ print 20 1600ပစ်စက်ကိုသုံးပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီဘိုင်းမှာဆိုလို့ရှိရင်လည်းအရင်ကတော့ပြပြောစရာတော့မရှိဘူးလက်ခံပေးလို့ရတယ်အများစုလည်းဒီအရာကိုပဲတုံးနေကြတာဆိုတော့တိတ်ပြီးတော့ပြောစရာမရှိဘူးဒါပေမဲ့လည်း ပို့ပြီးတော့တုံးပြရဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျူဆူရမယ်အဲကျူဆူတယ်ပေါ့နော်ဒါလောက်တုံးပြလိုက်တာကိုလည်းကျွန်တော်ပြင်မြင်ရတော့မမြင်ပါဘူးအဲနောက်တစ်ခုအနေနဲ့ကတော့တွေ့ရ second side ပေါ့နော် second side အနေနဲ့ကတော့6.6 inch ကိုတုံးပြလိုက်တာဖြစ်ပါတယ်ဒီ second side အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့လက်ငယ်တော်တော်လေးအဲ USB ဖြစ်နေတဲ့ site လို့ပြောလို့ရရတယ်ဗျာ။ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းကလည်းဒီ site ထဲကဆိုတော့ကျွန်တော်လက်ထဲမှာတော်တော်လေးသုံးရတာအဆင်ပြေတယ်ထဲမှာပါတယ်။ဒါထဲမှာခင်ရတာအရင်ကြီး ဘယ်လိုပြောမလဲချိတယ်လို့လည်းမခံစားရတော့ဘူးပေါ့နော်ရုပ်ချင်းကြည့်ရပါညာမျိုးဂိမ်းဆော့တာဆိုလို့ရှိရင်လည်းဒီ site ကကျွန်တော်တို့တော်တော်လေးအဆင်ပြေနေပါပြီကိုလည်းမိုက်ပါတယ်ဆိုတော့ဒီဘက်မှာဆိုလို့ရှိရင်တော့မမတက်ပြီးတော့ပြပြောစရာမရှိဘူးတော့မြင်ပါတယ်အဲ့ဒါကြတဲ့ခုနေနဲ့နောက်ထပ်ရှိနေတာကဒီကောင်ကတော်တော်လေးချမ်းချမ်းတဲ့ထဲမှာပါတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်တော့တေချာပေါ့စမ်းကြည့်ရမျိုးတော့မရှိသေးပါဘူးကျွန်တော်တို့ social media မှာတော့ဒီကျွန်တော်တို့ဒီကောင်ရဲ့အချမ်းခံမှုကဘယ်လောက်ထိအချမ်းခံမှုရှိလဲဆိုတာကိုကျွန်တော်တို့ share ကြည့်လို့ရပါတယ် ဲ့တော့ကျွန်တော်ကတော့အကျန်းခံတာဘယ်လိုစီလဲဆိုတာကိုတော့ဆက်မပြတော့ပါဘူးဆိုတော့ကျွန်တော်တို့လည်းဆက်ပြဖို့အဆင်မပြေလို့ပါအဲဘာဖြစ်ဖြစ်ဘယ်လောက်ပဲအကျန်းခံတယ်ပဲပြောပြောဗျာကျွန်တော်တို့ဒီဖုန်သုံးတဲ့အခါမှာဆိုလို့ရှိရင်တော့အကျန်းခံတယ်ဆိုပြီးကြတော့ pocket ရတော့မလုံးစိတ်ချင်းပေါ့နော်ဥပမာဒီစိန်ခံတယ်ဆိုတဲ့ဖုန်းဆိုပြီးကြတော့ရေထဲမှာပဲစိန်ပြီးတော့ကျွန်တော်အဲဒီမှာစိန်ပြခဏခဏစိန်ပြတော့ဒေါဏာမျိုးတွေမလုံးစေခြင်းဘူးရေစိန်ပြတာတွေမလုံးစေခြင်းဘူးနောက်ပြီးတော့အကျန်းခံပါတယ်ဆိုတော့ဖုန်းကြီးကို အဲအဂျမ်ရန်အရန်နေ၃နာမျိုးကြီးရှောက်လောက်ပြတာမျိုးကြီးရိုက်အဲ့လိုမျိုးကြီးမသုံးနေရင်ပေါ့နော်ဘယ်တော့လဲအကျန်းခံပါတယ်ပြောပြောကျွန်တော်တို့အမခံနေနေပါတာမျိုးတော့မဟုတ်တဲ့အတွက်ကြောင့်ကိုအဲကျွန်တော်တို့အဲ့အရာကြီးကိုတော့မဆန်းတတ်ဖို့မလုပ်ကြဖို့တော့ကျွန်တော်ဒီနေ့ကနေပြီးတော့တိုက်ခိုက်နေပါတယ်နောက်တဲ့အားသာချက်တစ်ခုအနေနဲ့ကတော့ဒီကောင်ကကြီးမားတဲ့6500 ampere ဆိုတဲ့ဘက်တရီပါနေတာဖြစ်ပါတယ်ဆိုတော့ဒီကောင်ကဒီအချက်ကလည်းဒါဒီကောင်ရဲ့အားသာချက်အနေနဲ့ရှိနေတာဖြစ်ပါတယ် ဲကျတော့900ဆိုတော့ဗျာယူသမန်အဲ normal user ဆိုလို့ရှိရင် AC 200လောက်ပါတော့ AC 3ခန်းတဲ့ထဲမှာပါတယ်ဆိုတော့ဘယ်ဒီဘိုင်းမှာဆိုလို့ရှိရင်6500ကတော်တော်လေးကိုအားရဖို့ကောင်းတဲ့ထင်မှာပါတယ်သူ့ကိုစပို့ပေးတဲ့ခြေဘိုင်းမှာဆိုလို့ရှိရင်တော့44ဘက်ကိုသုံးပေးလိုက်တာဖြစ်ပါတယ်44ကနေ6500 MBR ဆိုတော့ဘယ်လိုပြောမလဲအရင်အရင်အရင်ဘိုးဆိုပါစံညံနေမှာမျိုးမဟုတ်ပေမဲ့အာသုံးရတာညံနေထင်မှာပါနေမှာကတော့ဖြစ်ကြပါ ပရိုဆိုဆာဘိုင်းမှာဆိုလို့ရှိရင်တော့ snapdragon 6 series 5 10 nanometer ကိုသုံးမိလိုက်တာဖြစ်ပါတယ်ကျွန်တော်6 series 5အနေနဲ့ဒီဇီတန်းမှာဆိုရင်ကျွန်တော်တို့လက်ခံပြီးလို့ရတဲ့အထက်မှာပါတယ် battery life အနေနဲ့ဆိုလို့ရှိရင်လည်းဒီဘိုင်းမှာသိပ်ပြီးတော့ကျတော့အဆင်ပြေတဲ့အထက်မှာပါတယ်နောက်ပြီး gaming ဘိုင်းမှာဆိုလို့ရှိရင်လည်း PUBG Mobile Legend ဘာညာမျိုးဆိုလို့ရှိရင်လည်း Power Bar Engine ဆော့လို့ရတဲ့အထက်မှာပါရည်ရယ်ဆိုတော့ဒါကျွန်တော်တို့အဆင်ပြေတဲ့လက်ခံပြီးလို့ရတဲ့ဆိုတဲ့အထက်မှာရှိနေပါတယ် ကင်မရာဘိုင်းမှာဆိုလို့ရှိရင်တော့ဖရီမဂါပဲဆယ် main ကင်မရာနဲ့အဲဒုမကပဲဆယ်တက်ကင်မရာဆိုပြီးတော့ကင်မရာနှလုံးကိုသုံးမိလိုက်တယ်ပေါ့နော်ဒီဖရီမဂါပဲဆယ်မှာဆိုလို့ရှိရင်တော့ဒီကောင်ရဲ့အပါချာက1.8နေနဲ့ ဲဒီသုံးပြီးလိုက်တာပေါ့เนาะဆိုတော့ဒီသူ့ရဲ့ကင်မရာကဘယ်လိုအခြေအနေရှိလဲဆိုတော့ကျွန်တော်ရိုက်ကြည့်တဲ့အခါမှာဆိုရင်ဗျာအချိန်ဒီကောင်ရိုက်ဖို့ရာအတွက်သူ့ရဲ့အရာကိုချိန်တဲ့အခါမှာဆိုလို့ရှိရင်ဒီကောင်ကအရင်ကြီးကောင်းတယ်လို့တော့မခံစားရသေးဘူးအကောင်းတယ်လို့မခံစားရသေးဘူးဗျာတကယ်လို့ချိန်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့ final result ကတော့တော်တော်လေးချိန်နေဖို့ကောင်းတယ်အဲလူပုံရိုက်တဲ့ခါမှာဆိုလို့ရှိရင်ပို့ပြီးတော့ဒီကောင်ကလူငယ်ကြိုက်ကိုပို့ပြီးတော့သွားတယ်ဗျာဒီကောင်ကဘယ်လိုလူတွေကြိုက်မလဲဆိုတော့အဲလူငယ်အမျိုးသမီးတွေဆိုလို့ရှိရင် ပို့ပြီးတော့ကြိုက်မဲ့ထဲမှာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကကြိုက်ပြီးရတယ်သူ့ရဲ့ final result ဒီဘူပုံလေးမှာဆိုတော့အရန် smooth ဖြစ်ပြီးတော့ကြတော့မျက်နှာမှာဆိုလို့ရှိရင်လည်းရေချောင်းပါညာမျိုးမရှိတော့ဘူး။အရန် smooth ဖြစ်ပြီးတော့ကြတော့ချော့လှနေအောင်အဲလုပ်ပြီးထားဆိုတော့လူငယ်အကြိုက်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်။ဆဗီကင်မရာမှာတော့အင်မဂါပစ်စက်ကိုသုံးပြလိုက်တာဖြစ်ပါတယ်ဆဗီကင်မရာနေရဆိုလို့ရှိရင်လည်းလူငယ်အကြိုက်ဖက်ကိုပို့ပြီးတော့သွားတယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့ဒီကောင်လေးရဲ့ဒီကင်မရာတွေကဘယ်လောက်ထိအဆင်ပြေလဲဘယ်လောက်ထိ မလို့ပုံစံရှိနေပေါ့နော်အဲ့ဒီအရာလေးတွေကိုသိဖို့ရအတွက်ကျွန်တော်ရိုက်ထားတဲ့ပုံလေးတွေကိုဒီထဲမှာခက်ပေးလိုက်ပါမယ် ဆိုတော့ဒီကောင်လေးရဲ့အသက်ကြက်တွေကဘာလဲဆိုတော့ဒီကောင်ကအချမ်းခံတဲ့ထဲမှာပါတယ်အဲဒီဈေးကန်းအနေနဲ့ဆိုလို့ရှိရင်ဝါနော်လီဟက်ရီဖေရိတ်ပါလာလေးကလည်းအသက်ကြက်တစ်ခုအနေနဲ့ကတော့ဖြစ်သွားသေးတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့ကြီးမားတဲ့6500 mAh ဆိုတော့ကြီးမားတဲ့ဘက်တရီပါလာတာကလည်းဒီကောင်လေးရဲ့အသက်ကြက်တစ်ခုအနေနဲ့ကတော့ထပ်ပြီးတော့ရှိနေသေးတယ်ဆိုတော့ဒီကောင်လေးကိုဝယ်ဦးခြင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ HP မိုဘိုင်းမှာလာပြီးတော့ဝယ်လို့ရပြီလို့ ီကောင်ရဲ့ဇင်းလုံးလေးမှာဆိုလို့ရှိရင် right 18k မှာဆိုလို့ရှိရင်ဒီကောင်က9,900 900နေနဲ့လာမှာဖြစ်ပြီးတော့ဒီ run 8 20k မှာဆိုလို့ရှိရင်တော့9,900 900နေနဲ့လာမှာဖြစ်ပါတယ်ဒီကောင်လေးကိုဝယ်ယူနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ HP mobile မှာလောက်ပြီးတော့ဝယ်လို့ရပြီလို့ပြောရင်းနဲ့ပဲဒီနေ့ကိုအစောတက်ဖို့မြို့ပါ sorry ကြည့်ရှုပေးရတယ်ကျေးဇူးများအိုက်တမ်ပါတယ်နောက်ထပ်ပြောစရာကြံသွားလေးဒီကောင်လေးမှာအញ្ញောင်ဆိုရဲဒီညောင်လာမှာဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကြော်ရပါနောက်ဗီဒီယိုမှာပဲပြန်ပြီးတော့ကြည့်ကြပါ